အခြေအနေကအရှိမတွန်းနာမဆုတ်ဆိုပြီးတော့ကျတော့အရှိရဲ့ဒီမှာပေါက်တတ်ခဲ့တယ်လေ။ဘာဖြစ်လဲဆိုရင်အနိုင်လည်းတိုက်လို့မနိုင်ဘူးစစ်တပ်ကလည်းအနိုင်ပြတိုက်လို့တော်လိုင်းအရာစုတွေလုံးလုံးမနိုင်တော့ဘူး။ဒီတော့အဲ့ဒီအခြေအနေက statement ပေါ့ဗျာရှေမတွန်းနာမဆုတ်နဲ့တော်လိုင်းရေးဟာခရီးရှေရေးကိုသွားတော့မယ်လို့ကျတော့ပြောခဲ့တယ်အရှိမတွန်းနာမဆုတ်ဆိုတော့အပေါ်ရံမှာတော့အဲ့ဒီတဘောတရားအမှန်ပဲ။ဘာလို့ဆိုရင် တော်လိုင်းအဲစုမှလည်းလှုပ်လာတဲ့လက်လက်ခံရလက်မရှိเนาะဒါတွေကရှင်းပြစရာမလိုပါဘူးရှင်းမသွင်းတာမဆုတ်ဖြစ်တဲ့အခြေအနေဆိုတာနဲ့တန်းသိပါလေเนาะအဲ့တော့တစ်ဖက်တစ်ဖက်ကိုအနိုင်မတိုင်းနိုင်တဲ့အခြေအနေနဲ့ fragmentation စိတ်ပူတယ်ပေါ့ပြောခဲ့တယ်တကယ်တကယ်ကတော့အဲ့ဒီအောက်မှာတစ်ခုရှိသေးတယ်ရှင်းရှင်းပြောရရင်စတက်ဟာတစ်ဆက်၂ဆက်ခွန်မှာပေါ့ဥပမာပေးရင်ဒီဟာအကောင့်ဆုံးပဲအရင်300ကျော်ဖြည့်စည်းခံထားရတယ်တက်အင်္ဂါစဉ်ပြတ်တလောက်ဖြစ်သွားတယ်နောက်တစ်ခုက လက်ရှိအချက်လက်တွေအရာအမြေပုံမှာလည်းတွေ့ပါတယ်တော်လိုင်းအင်အားစုတွေအများကြီးပဲစစ်တပ်ရဲ့နယ်မြေထိတ်ချုပ်နိုင်စွမ်းဟာအချက်လက်တွေအရာ35ရာခိုင်နှုန်းအောက်ကိုရောက်နေပြီသူများပြောတဲ့25တွေ20တွေ BBC ပြောသလိုတော့ကျွန်တော်လက်မခံဘူးစစ်တပ်ထိတ်ချုပ်နိုင်စွမ်း35ရာခိုင်နှုန်းအောက်မှာပဲရှိတယ်မေကောထုတ်ခဲ့တဲ့ဟာပေါ့အရှိမတွန်းနာမဆုတ်အနိုင်အရှုံးမရှိတဲ့ပွဲတစ်ခုစီဥတည်နေပြီလားဆိုတာကျွန်တော်မေးတယ်အဲ့လိုဖြစ်တော့မှလားဆိုပြီးတော့တုတ်တက်တယ်ဒီတော့အဲ့လိုမဟုတ်ဘဲနဲ့ အာနာတိစောက်ဖို့တစ်ခုလုံးပြိုကျနေတဲ့အခြေအနေဆိုတော့ရောမဖြစ်နိုင်ဘူးလားမကနစင်းတစ်ခုလုံးပြိုကျနေတာမျိုးဆက်ပြီးတော့ကြည့်ပါဦး statement ဆိုတဲ့အခြေအနေကကျွန်တော်တို့အပေါ်ရန်တော့ဟုတ်တယ်ဘုကျောသွန်မြတ်နိုင်ပြောတဲ့အချက်လက်ပဲပြန်ယူကြည့်စစ်တပ်ကဘယ်လိုနည်းနဲ့မှပြန်အနိုင်ရဖို့မလွယ်တော့ဘူး operation 1028ကဆက်စင်ရေးအရအောင်ပွဲတစ်ခုရတာတင်မကပါဘူး စစ်တပ်ရဲ့ဘယ်တော့မှမရှုံးဘူးဆိုတော့ကျွန်တော်ပြောခဲ့သလိုပေါ့နော်နေဝန်ညီတို့ကျဲဥကျော်တို့လာရှိုးတို့ပါတို့ကတရုတ်တောင်းပေးလို့တော့ပြန်ရလာပြီးတော့ဘယ်တော့မှမရှုံးဆိုတော့ဟာလည်းပြိုသွားတယ်တိုင်ရင်အလိုက်နော်အာဒါကစားအလိုက်ပြုတ်ထွက်သွားတယ်မျိုးတွေအများကြီးလက်လော့လိုက်ရတယ်ပျောက်ကြောင်တွေတိုက်ပြီးတော့အင်အားကောင်းလာတဲ့စစ်ရဲအတွေ့အကြုံတွေရှိလာတယ်ဒါတွေကမြေပြင်မှာတကယ်တမ်းဘာကိုပြောင်းနေလဲဆိုရင်စစ်တပ်ဟာသူ့အတူတူအသက်တန်လုံးနေတာအမိတ်ပေးကွင်းဆက်တွေပြတ်တောက်နေပြီ စစ်သားတွေရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာအကြဆုံးမှုဖြစ်စေတယ်ဘာလို့ဆိုရင်အရှင်းပဲဗျာမသိရင်တော့မသိချင်အောင်စောင့်တာပဲလေတရုတ်ကဖိအားပေးပြီးတော့ပြန်ပေးလိုက်ရတဲ့အခြေအနေဒီတော့မြို့ကြီးတချို့နဲ့အာကြီးလက်နေစားဒေတာတချို့တချို့ဒေတာတွေလောက်ပဲသူတို့အုပ်ချုပ်မှုဟိုမြို့ကြီးတချို့မှာပဲရှိမယ်ကြီးလက်နဲ့နေစားဒေတာတွေတော်တော်များများဟာအာ ောင်ပိုင်းမှာဆိုတော့မြောက်ဝတီလိုပါလို့တော့ရှိမှာပေါ့ဒီတော့သူတို့အုပ်ချုပ်မှုစစ်မှန်တဲ့ရန်တရားအပြည့်ပြင်းမရှိတော့ဘူးတောင်ပိုင်းရဲ့မြောက်ဝတီတောင်မှာပဲ BGL လက်ထက်မှာလို့ပြောလို့ရတယ်ပြောချင်တာလေဒီတော့စဉ်းစားကြည့်ပါဒီနေရာမှာစဉ်းစားမှာကကျွန်တော်တို့ပါဝါပေါ့အာနာရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ပြဿနာရဲ့အရေးခံကအာနာရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက် ဘယ်လိုလဲဆိုရင်စစ်ကောက်စီအာနာဆိုတော့ဘယ်လိုမျိုးပြောတာလဲရွေးကောက်ပွဲဟာနိုင်ငံရေးအတိမတ်ပြုပြီးတော့နော်တမဒါလုံးမယ်တကယ်အာနာအလက်ထမ်းမှာမရှိပါဘူးမြေပြင်မှာအဖွဲ့အစည်းမှာရောက်နေပြီအားလုံးချုပ်ပြီးတော့ပြောတာစစ်ကောက်စီရဲ့လန်ဒန်နဲ့တရားဝင်အစိုးရဆိုတဲ့နိုင်ငံနိုင်ငံတကာအကျိုးတူပူးပေါင်းပြီးတော့နိုင်ငံကြီးတွေရဲ့တရားဝင်အစိုးရပုံစံမျိုးတစိုက်ကတ်တဲ့ formal power တော့ရှိမှာပေါ့ပြစားတဲ့ power ဒါပေမဲ့တော်တိုင်းအင်အားစုတွေမှာပြည်သူထောက်ခံမှုရှိသေးတယ်အော်မြေပြင်ကို เนาะအလုံးစုံတော့မဟုတ်ပြီမဲ့တိုင်းရဲသားတွေကတော့ PPP ပြင်ထိတ်ချုပ်ထားတယ် PDF တွေနဲ့တခြားတခြားအဖွဲ့တွေရဲ့ ground legitimacy လို့ခေါ်တဲ့ပြည်သူထောက်ခံမှုရှိသေးတယ်ဆိုလိုချင်တာကအဲ့ဒီမှာစစ်မှန်တဲ့အာဏာကပဲဟာလဲစစ်ကောင်စီရဲ့စစ်တပ်နဲ့နိုင်ငံတကာကအတိမတ်ပြုတ်ပေးလိုက်လို့အာဏာအဲ့ဒီမှာရတာလားမြေပြင်က ground ထိတ်ချုပ်ထားတဲ့လူနဲ့ပြည်သူထောက်ခံမှုရှိနေတဲ့တိုင်းရဲသားတွေနဲ့ PDF တွေနဲ့တော်လိုင်းအင်အားစုပေါ့ဗျာသူတို့တွေရဲ့ စစ်မှန်တဲ့မြေပြင် legitimacy ကအာနာလာဘယ်ဟာကပါဝါတွေအာနာလဲအဓိပ္ပာယ်ဖွင့်ရမယ်ဆိုရင်ဟိုမှာကတော့ကျွန်တော်ပြောခဲ့တဲ့85ရာခိုင်နှုန်းเนาะတခြားနိုင်ငံတွေထောက်ခံလို့အာနာရတယ်တမရလုံးမယ်ဟုတ်ပါတယ်တော့သူအာနာပေါ့အပြဒီတော့အဲ့ဒီအာနာရဲ့အဓိပ္ပာယ်ကိုအမကဖွင့်ဖို့လိုတယ်ကျွန်တော်တို့မှတော့မစီလို့ပါဘူးဟုတ်ပါတယ်ဘျောက်တောက်ဟုတ်တယ်ဒီမှာကအာနာကအတူကြီးလေး သူကတော့ပြောမှာပေါ့တနင်္ဂနွေလုံးအောင်တော်ဆိုပြီးတော့အဲ့တော့အစ်စ်မှတ်တဲ့အောင်တော်မို့တာတက်ကောက်စီရဲ့နော်နိုင်ငံရေးကစားကွက်ရွေးကောက်ပွဲဆိုတဲ့နိုင်ငံရေးရထပ်ပေါက်ဆိုတာကတကယ်ကဘလို့ဖြစ်နေလဲဆိုရင်ဒေဝါလီခံတယ်လို့ဖြစ်နေတယ်နိုင်ငံရေးရဒေဝါလီခံတာကိုဖောက်ွက်ထားတဲ့အခြေအနေနောက်ဆုံးကောက်ရုတ်တမြင်ပဲရှင်းရှင်းပြောရင်တရုတ်နဲ့ရုရှားတို့ဘာတို့အိန္ဒိယတို့ဘာတို့ဘာမှမပါတော့ဘူးသူကြီးပဲဆိုရင်မဖြစ်နိုင်တော့ဘူးဒါလက်တွေ့အခြေအနေအဲ့တော့သူတို့မှအဓိကတစ်ချက်ကပြည်သူမရှိဘူး သူတို့ကသူတို့ထောက်ခံတဲ့လူတစ်ပိုင်းရှင်းရှင်းပြောရင်သူတို့အာနာတိစားဖို့ကအခြေခံအုံမြင့်မရှိဘဲနဲ့စစ်မှန်တဲ့အာနာဆိုပြီးတော့တည်ထားတဲ့လေထဲမှာတွဲလောင်းဖြစ်နေတယ်လို့ဘယ်မှာတည်လဲအာနာကအမြင့်ပြင်းပါလေဒီတော့ fire power တော့ဟုတ်ပါတယ်အဲ့မှာမေကွန်လေးပါတယ်မေးလာမှာပဲကျွန်တော်ပြီးဖြေလိမ့်မယ်မေကွန်လည်းမေးလာပါတယ်ဖြေပြမယ်လေချောင်းအတစီအာကိုနဲ့နိုင်ငံတနိုင်ငံကိုဘယ်လိုနည်းနဲ့မှရေရှည်အုပ်ချုပ်လို့မရဘူး yes or no ဘာဖြစ်လို့လဲ တဖက်မှာတော်လိုင်းအင်အားစုတွေကပို့ပြီးပြည်ပြင်းတဲ့အောက်ချုပ်ရန်တရားတွေထိ ंछ ုံတဲ့မြေတွေမှာပြည်ပြင်းလာလေလေတီဆောက်လာနိုင်လေလေစစ်ကောက်စီရဲ့တရားဝင်မှုဟာပို့ပို့ပြီးတော့ဟိုပြထားတဲ့တရားဝင်မှုတောင်မှဆွေးလာလေနော်ပျက်စီးဖို့နီးလာလေပဲဒါကပြည်တွင်းစစ်မဟုတ်ဘူးဘယ်လိုဖြစ်လဲဆိုရင်ကျွန်တော်ပြောချင်တဲ့အဥ္စာက replacement ဘာလဲဆိုရင်အစားထိုးချင်းဖြစ်စဉ်တစ်ခုပဲမြေပြင်စစ်ကောက်စီမရှိတော့ဘူးဒီပတ်နေရာမှာကျွန်တော်အင်အားစုတွေကအောက်ချုပ်ရေးတွေဘာတွေအာနာတွေစစ်မှတ်တဲ့ အာအုတ်ချုပ်ရန်တရားတွေအစားထိုးတဲ့စနစ်အစားထိုးတာပေါ့သူရအာဏာနေရာမှာတော်လိုင်းအင်အားစုရဲ့အာဏာဝင်အစားထိုးတဲ့နံပါတ်၁ကလေကြောင်းအင်အားရှိနေတဲ့ရွေးစစ်တပ်ကတော့မပြိုနိုင်ဘူးမဟုတ်လားဆိုမေးတယ်မှန်လားဖြည့်ကြည့်ပါဘယ်လိုဖြည့်မလဲနောက်တစ်ခုကတော်လိုင်းအောင်မြင်ရင် EAO တွေကြာနောက်ထပ်စစ်ပွဲတစ်ခုဖြစ်လာနိုင်မလားဆိုမေးတယ်ဒါလည်းဆိုရစီရပဲဖြည့်ကြည့်ပါဦးဒီနှစ်ခုဒီရုပ်တိမရှိပဲမေးတာတော့မဟုတ်လေ ကြည့်မယ်ကျွန်တော်နံပါတ်1ကလေချောင်းအင်အားရှိနေသည်စက်တမ်းမပြုတ်နိုင်ဘူးမဟုတ်လားဆိုတာကကျွန်တော်ပြန်ဖြေရရင်လေချောင်းအင်အားဆိုတာကလေပေါ်မှာပြစ်ပြီးတော့ပြန်ဝါရောက်တာနံမီကိုတိုက်တာမဟုတ်ပါဘူးနံမီမတိုက်နိုင်ဘူးယာယီဖြက်စည်းတဲ့နီတတတ်တ်ပဲယာယီဖြက်စည်းဖို့လောက်တာလေသူပြန်လာမယ်ဖြက်စည်းမယ်ပြန်သွားလိုက်မယ်အဲ့ဒါကဖြက်စည်းတဲ့နီအဲ့ဒါနံမီပြန်ပြီးတော့ဟိုအာနာတိဆောက်တဲ့နံမီတိုက်ပိုက်တာမဟုတ်ဘူးလာဖြက်စည်းတာလေသူမနိုင်လို့ဒီတော့ ဘယ်လိုဖြစ်ရလဲထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းတွေတဖြည်းဖြည်းပြတ်တောက်လာပြီးလေရင်စီးတွေနောက်ပြုပြင်ထိသက်ရေးအတွက်အခြေအနေတွေဒီလိုမျိုးဟာတွေကိုကျွန်တော်တို့ကတဖြည်းဖြည်းဖြတ်တောက်လာနိုင်တယ်လေရင်စီးကိုနော်ယူချင်ရဆောက်ပြီးအခွန်ကောက်ပြီးလွတ်ပေးလိုက်တာမျိုးမဟုတ်ဘဲနဲ့စစ်စစ်မှန်မှန်တားဆီးနိုင်တယ်နောက်နဲ့နဲ့လေရင်ရဲ့ပြုပြင်ထိသက်ရေးတွေအားနည်းလာတဲ့စမ်းဆောင်ရေးတဖြည်းဖြည်းကျဆင်းလာမှာပဲလေအဲ့ဒါကမပြိုနိုင်ဘူးမဟုတ်ပါဘူးပြိုတာနည်းနည်းကျတာတော့ပါပဲ မြေပြင်ကိုလာတိုက်တာကဖျက်ဆီးတာလေတိတတ်မြေလံဖျက်ဆီးတာဘုံတွေပေါင်900ပေါင်1000ဆိုတော့ဖျက်ဆီးတာလေကြောက်အစိမ့်ဝင်အောင်လုပ်တဲ့အကွက်မတူပါဘူးပြီးတော့စစ်တပ်မပြိုနိုင်ဘူးဆိုတာမဟုတ်ပါဘူးပြိုနိုင်ပါတယ်စ조사ဖို့တော့လိုတာပေါ့ဘာမှမလုပ်ဘဲနဲ့ပြိုတော့မှပြိုတော့မှထိုင်ကြည့်နေလို့တော့မရပါဘူးအဲ့လိုနောက်တစ်ခုကတော်လိုင်းအောင်မြင် EO တွေကြာနောက်ထပ်စစ်ပွဲတစ်ခုဖြစ်လာနိုင်မလားဆိုတော့မေးသိမ်းမေးသိမ်းပါတယ်ကျွန်တော်လည်းစိုးရိမ်ဖူးတဲ့ဟာပဲ ကြီးမားဆုံးစိတ်ခွန်မှုလည်းပြောလို့ရတယ်ဟုတ်တယ်မလားဘာလို့ဆိုအချင်းချင်းကြီးနိုင်ထားတဲ့ဟို common ideology တခုမရှိဘူးလေဒီတော့အာဏာခွဲဝေမှုနဲ့ federal စနစ်ပေါ်ခိုင်မာတဲ့သဘောတူညီမှုတာကြိုတင်မတိဆောက်နိုင်ရင်အဲ့ဒီ anti ရဲ့အဲ့ဒီမေကွန်းဟာတကယ်ရှိတယ် KIA KIO နဲ့ TNA တို့ဒီလိုမျိုးအခြေအနေဟာသူမေးတဲ့အခြေအနေပေါ်မှာတည်တယ်ဟုတ်တယ်အဲ့ဒီပေါ်မှာကျွန်တော်ပြောတဲ့ power sharing နဲ့စနစ်တစ်ခုပေါ်မှာတည်ဆောက်ထားတဲ့သဘောတူညီချက်တစ်ခု အခုကြရေမလောက်ထားနိုင်ရင်အဲ့အန်တီရတကယ်ရှိတယ်အဲ့ဒါတော့ရှိလာနိုင်တယ်ဘာဖြစ်လဲဘုံရသူတွေဘုံရသူကိုအနိုင်ယူပြီးမှပြည်တွင်းစစ်ပွဲတွေအတွင်းပိုင်းအချင်းချင်းခြားတာတွေပြန်ပြီးတော့ဖြစ်ပေါ်ခဲ့တဲ့တာတကာတမိုင်းမှာအများကြီးပဲအဲ့ဒါကတော့ဟုတ်တယ်မေးသိမ့်တယ်ဖြည့်သိမ့်တယ်လောက်ရမယ့်အလုပ်မလောက်ရင်တော့ခြားကြမှာပဲလေအဲ့လိုဘုံအင်စတီကျူရှင်းတစ်ခုအဲ့လိုမျိုး တပတ်သူညီဖို့လို့လေအဓိကတော့အာနာကိုဘလို့ EO အချင်းချင်းကြားမှာများဝင်မယ်ဒီနေ့ဘောကျွတ်ထွန်းများနိုင်ပြောတယ်လေဗမာကနေအာနာပြောတာတည်းဆိုင် EO အချင်းချင်းကြားမှာအဲ့ဒီအာနာဘလို့ခွဲဝေမလဲဆိုတာကိုဆွေးနွေးတပတ်သူညီနိုင်တဲ့လို့ဥစ္စာမျိုးမေကွန်ထောက်တဲ့နဲ့ဆိုတာ EO အချင်းချင်းပြောတယ်တကယ်ကတော့အဲ့ဒီအနောက်မှာထပ်ပြီးတော့တွေးမယ်ဆိုတော့ရှိသေးတယ်ဒါပေမဲ့အဲ့ဒီဟာကလက်တွေ့အခြေအနေမှာဖြေရှင်းတဲ့နည်းတစ်ခုပဲပီထာစုအစ်အမျိုးသားနိုင်ငံတော့အစင်ကိုတက်ဖို့လိုအပ်တဲ့ကိုတစုတစ်ဖွဲ့တည်းနဲ့ အနာဂတ်အရေးရှိမှာဘယ်လိုနည်းနဲ့မှကိုယ့်ရဲ့အောင်မြင်မှုအမှားခံမနိုင်ဘူးဒီတော့တိတ်ချပေါက်အမျိုးသားနိုင်ငံတော်အဆင့်တက်လမ်းရမှာပဲအဲ့တော့ဘလို့ခွဲမလဲအဲ့ဒါကိုမေကွန်ထောက်တာကဘိုလ်ချုပ်ထွန်းမြတ်နိုင်ပြောသလို EAO အချင်းချင်းမေးတာကပို့ပြီးတင့်တော့တယ်ဘိုလ်ချုပ်ထွန်းမြတ်နိုင်ပြောတာကိုကျွန်တော်ပြန်ပြီးတော့ကိုးကားတာပြောပြန်ချောက်ရရင်နော်ညီကိုချောက်ရရင်ကျွန်တော်ပြောတဲ့ခေါင်းစဉ်မှာတက်ထားတဲ့မြန်မာရဲ့အစုတ်သက်အန့်ဂိဟာစတိတ်မိတ်အခြေအနေတော့မဟုတ်ဘူး အာနာတီစာပုတ်တခုပြိုကျပြီးတော့ကျွန်တော်တို့ဘယ်လောက်ထိနောက်တစ်ခုနဲ့အစားထိုးနိုင်မလဲဆိုတဲ့ dynamic crisis ပုံစံမျိုးဖြစ်နေတယ်ဟုတ်လားကျွန်တော်တို့အချင်းချင်းကြားထဲမှာတော့အားပြိုင်ပြီးတော့လောလောဆယ်မှာဘောရန်သူအရင်တိုက်ထားမလို့သိဘူးလောလောဆယ်မှာပါတော်လို့ကတက်ခုံမဲ့ခွန်ကောက်မဲ့အဲ့ဒါဆင်မှန်တဲ့အုတ်ချုပ်ရန်တရားအာနာမဟုတ်ဘူးအစားထိုးရမယ့်အာနာကိုကျွန်တော်တို့ကအဲ့ဒီမှာချက်ချင်းဝင်ရမှာလေ စစ်တပ်အတွက်လက်ရှိတောက်ခနိုင်တဲ့အခြေအနေအကြီးဆုံးရန်အကြီးဆုံးစစ်တပ်အတွက်အကြီးဆုံးရန်သူကဘာလဲသိတာကျွန်တော်တို့မဟုတ်ဘူးအခြေဆွဲရင်သူလည်းနားမှာပြီးရင်အခြေဆွဲလေးလေးကျွန်တော်တို့အင်အားကောင်းလောက်လေးတွေထောက်ပံ့ရေးလမ်းကြောင်းပြတ်တောက်လေးလေးသူနားလေးပဲဒီတော့သူ့ရဲ့အကြီးဆုံးရန်သူကအခြေဆွဲလို့မရတာနဲ့ထောက်ပံ့ရေးလမ်းကြောင်းမပြောက်ဆုံးမပြည့်စည်သွားအောင်ကောက်ွယ်ဖို့ပဲအဲ့ဒါကိုသူအမြန်ဆုံးလုပ်မှာပဲအဲ့တော့စစ်တပ်အကြီးဆုံးရန်သူကအခြေပြီးတော့ထောက်ပံ့ရေးလမ်းကြောင်းတော်လာရဲ့အတွက်အကြီးဆုံးစိတ်ခေါ်မှုက ီလုံးညညွှန်းမှုနဲ့အုတ်ချုပ်ရေးကိုတည်ဆောက်နိုင်တဲ့အစွမ်းပေါ်မှာတည်တယ်။ပြီးတော့စက်တာအတွက်ကအကြီးဆုံးရသူကအချိန်နဲ့ထောက်ပံ့ရေးပြတ်တောက်မှာကိုစိုးရိုက်တာကျွန်တော်တို့အတွက်ကစိတ်ခေါ်မှုကစီလုံးညညွှန်းမှုနဲ့ထိတ်ချုပ်စိုးမိုးတိတ်ပိုက်ဆိုတဲ့နယ်မြေမှာအုတ်ချုပ်ရေးရန်တရားတည်ဆောက်နိုင်တဲ့အစွမ်းပေါ်မှာတည်တယ်။ဆိုလိုချင်တာကဗျာညီကိုချုပ်ဆိုရင်ဘယ်သူကမြေပြင်ကိုတကယ်ထိတ်ချုပ်နိုင်တယ်လဲဆိုတော့ ground legitimacy ကပဲအဲ့ဒီပွဲရဲ့အဖြစ်အခုပွဲရဲ့အဖြစ်ကိုတတ်မှတ်ပေးမှာစစ်မှန်တဲ့အုပ်ချုပ်ရေးကိုအစားထိုးတည်ဆောက်နိုင်မှ ခိုင်မာတဲ့အောင်မြင်မှုနဲ့အာဏာကျွန်တော်တို့ပြည်သူအာဏာပြည်သူပြန်ပေးဆိုတာအဲ့ဒီမှာပဲ